မင်္ဂလာပါရှင်။ဘာမခိတ္တသတင်းဌာနဤထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စီအနာတင်ထားသောမြန်မာနိုင်ငံသို့ကမ္ဘာ့ဘဏ်ကထောက်ပံ့ငွေနှင့်ချင်းငွေများမပေးရေ No New Pharma Fund at Go American Outlook တော်ကအတည်ပြုတဲ့ဆွေးနွေးတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စီအနာတင်ထားသောမြန်မာနိုင်ငံသို့ကမ္ဘာ့ဘဏ်ကထောက်ပံ့ငွေနှင့်ချင်းငွေများမပေးရေ No New Pharma Fund at Go American Outlook တော်ကအတည်ပြုလိုက်ပါတယ်။ ဒီဇင်ဘာလ၁ရက်နေ့အမေရိကန်အောက်လွှတ်တော်ကမြန်မာနိုင်ငံသို့ရန်ပုံငွေအစ်စ်မပေးရေးဥပဒေ HR 4423 No New Pharma Fund at Go အတည်ပြုလိုက်ခြင်းဖြစ်ပြီးထောက်ခံမဲ့385မဲ့ဖြင့်ကန့်ကွက်သူမရှိအတည်ပြုလိုက်ကြောင်းအဆိုပါဥပဒေမူကြမ်းကိုလွှတ်တော်အမတ် Nikima Williams Representative Nikima Williams ကတင်သွင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်မြန်မာနိုင်ငံသို့ရန်ပုံငွေအစ်စ်မပေးရေးဥပဒေဟုအမည်ပေးထားသောအဆိုပါဥပဒေမှာကမ္ဘာ့ဖန် World Bank က စီအာနာတင်ထားသောမြန်မာနိုင်ငံသို့ငွေကြေးထောက်ပံ့မှုများကိုရပ်ဆိုင်းထားရန်ရည်ရွယ်ထားကြောင်းအဓိကရည်ရွယ်ချက်မှာနိုင်ငံတကာပြန်လည်တည်ဆောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပန်း World Bank မှတစဉ်မြန်မာနိုင်ငံသို့ငွေကြေးဆိုင်ရာဂတိကဝတ်အသစ်များ New Financial Commitment တို့မှဟောင်းငွေကြေးပေးချေမှုအသစ်များတွင်အမေရိကန်ပြည်ထောင်စုပါဝင်ခြင်းမရှိစေရေးဒါစီရေးဖြစ်ကြောင်း ထို့ကဲ့သို့ရန်ပုံငွေရက်ဆိုင်မှုမှာ2021ခုနှစ်တွင်ဒီမိုကရေစီနည်းကျရွေးချယ်တင်မြှောက်ထားသောအစိုးရကိုဖျောက်ချကစစ်တမအာဏာသိမ်းခဲ့မှုကိုတံခတ်အရေးယူခြင်းဖြစ်ကြောင်းသိရပါတယ်။အဆိုပါဥပဒေအရအမေရိကန်ဗဏ္ဍာရေးဝန်ကြီးအနေဖြင့်ကမ္ဘာပန်ရှိအမေရိကန်အမှုဆောင်ဒါရိုက်တာ US Executive Director ကိုမြန်မာနိုင်ငံသို့ရန်ပုံငွေပံ့ပိုးမှုများကိုတားမြစ်ရန်ညွှန်ကြားခွင့်အနှင်းထားကြောင်း ရှင်းဥပဒေကြောင့်မြန်မာနိုင်ငံအနေဖြင့်ကမ္ဘာပံထက်မှချင်းငွေသို့မဟုတ်ထောက်ပံ့ငွေများရရှိမည်မဟုတ်ပေရှင်းကဲ့သို့နိုင်ငံတကာရန်ပုံငွေများကိုဆိုင်းငံ့ထားခြင်းဖြင့်စစ်တပ်အနေဖြင့်ဒီမိုကရေစီကိုပြလဲဖို့ဆောင်ရန်ဖိအားပေးခြင်းဖြစ်ကြောင်းနိုင်ငံတကာဗန္ဒာရေးအရင်းမြစ်များကိုမြန်မာစစ်တပ်ထံသို့မရောက်ရှိစေရန်ရည်ရွယ်ကြောင်းသိရပါသည်အမေရိကန်အောက်လွှတ်တော်အမှန်ရှောင်းခင်းက စစ်တပ်ကအာဏာတရားမဝင်သိမ်းယူခဲ့တာ၅နှစ်ဒီပါရှိလာတာနဲ့အမျှမြန်မာနိုင်ငံမှာမငြိမ်သက်မှုတွေလွှမ်းမိုးထားပါတယ်။မြန်မာစစ်အာဏာရှင်ကြောင့်ဖြစ်ပွားတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျက်တဲကနိုင်ငံတကာဗန်ဒါရေးအဖွဲ့အစည်းများမှရန်ပုံငွေများကိုတာဝန်ယူစွာသိမ်းဆီးထားဖို့သို့မဟုတ်အကူအညီတွေကိုအလိုအဆုံသောလူအဖွဲ့အစည်းများထံပေးပို့ဖို့စစ်တပ်ကိုယုံကြည်လို့မရပါဘူးဟုပြောဆိုပါတယ် ဆလပီမော်လမြိုင်တွင်တောင်ပိုင်းတော်ဖြိုချမှုအပေါ်ဝေဖန်သည့်သတ္တနာနယ်ဖောင်ဒေးရှင်းဆရာတော်အရှင်ဆန္ဒဇော်တီကိုစစ်တပ်ကလူဝစ်လဲပြီးညှဉ်းပန်းနှိပ်စက်နိုင်ငံတော်အကြီးအကျယ်ပြက်စီမှုပုံမှ905ကကြီးဖြင့်ဖမ်းဆီးအမှုဖွင့်နေဆွဲတဲ့တွင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါသည်။မွန်ပြည်နယ်မော်လမြိုင်မြို့တွင်တောင်ပိုင်းတော်ဖြိုချမှုအပေါ်ဝေဖန်ခဲ့သည့်သတ္တနာနယ်ဖောင်ဒေးရှင်းဆရာတော်အရှင်ဆန္ဒဇော်တီကိုလူဝစ်လဲပြီးညှဉ်းပန်းနှိပ်စက်မှုများရှိနေကြောင်းဆရာတော်ဤတက္ကະတက္ကမအချို့ကသတင်းဌာနကိုပြောကြားပါသည်။ နိုဝင်ဘာလ28ရက်နေ့ညနေပိုင်းတွင်တောင်ဝမ်းတောင်ကုန်းစစ်တပ်ကဖြိုချနေမှုအပေါ်လူမှုကွန်ရက်ပေါ်တွင်ဝေဖန်ခဲ့သည့် post များတင်ခဲ့မှုဖြင့်စစ်တပ်ကသာသနာ့နယ် foundation ဆရာတော်အရှင်ဆန္ဒဇော်တိကိုနိုင်ငံတော်အကြီးအကျယ်ဖျက်ဆီးမှုပုံမှ905ကကြီးဖြင့်ဖမ်းဆီးလိုဝစ်လေအမှုဖွင့်ထားပြီးဆရာတော်ဤမော်လမြိုင်မျိုးဈေးချိုရက်ကွက်တောင်ဝိုင်းရဲ့ဇေတဝန်ကျောင်းတိုက်ကိုလည်းစစ်တပ်ကဝင်ရောက်ရှာဖွေမှုများလုပ်ဆောင်ခဲ့ကြောင်းသိရပါဗျ။ဆရာတော်ကိုအမှုဖွင့်ဖန်ခိုင်းတာကမွန်ပြည်နယ်အစိုးရ လုံခြုံရေးနဲ့နေဆက်ရေးရဝင်ကြီးဘုံမူကြီးကျော်စွာမြင့်ကဖန်ခိုင်းလာလို့သိရတယ်။ဆရာတော်ကိုလူဝစ်လဲပြီးတော့တန်ကားတော်တစ်ပါးအနေနဲ့မလျော်ညီတာတွေစစ်တပ်ကလှုပ်ဆောင်ခိုင်းနေ။အဲ့ဒါကလည်းညှဉ်းပန်းနှိပ်စက်မှုတစ်မျိုးပဲ။ဆရာတော်ရဲ့အခြေအနေကလည်းနေထိုင်ရေးနဲ့စွန်ကိစ္စတွေအဆင်မပြေဘူးလို့သိရတော့စိုးရင်ရတယ်ဟုဆရာတော်ဤတကားရင်တက်ဦးကပြောပါရယ်။စစ်တပ်ကတောင်ဝိုင်းတောင်ကိုမြေတူးဆက်ညာဆယ်ရနေရကြီးများဖြင့်ဖြိုချခဲ့ခြင်းဖြစ်ပြီးရှင်းတို့ဖြိုချမှုအပေါ် ဆရာတော်ကမလုံသင့်မလုံထိုက်သောလုပ်ရည်အဖြစ်လူမှုကွန်ရက်မှတစ်စစ်ဝေဖန်ရေးသားခဲ့ခြင်းဖြစ်ပါတယ်။ဆရာတော်ကိုဖမ်းဆီးသွားပြီးနောက်ဆရာတော်ဤတောင်းနိုင်ဖြစ်သောမော်လမြိုင်မျိုးဇေချိုရက်ကွက်တောင်ဝိုင်းရက်ဇေတဝန်ကျောင်းတိုက်ကိုလည်းစစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များကထိန်းချုပ်ထားကြောင်းသိရပါတယ်။အဘကြောင့်နေသောဖနီဆွေလာနှင့်ကြားဖြန့်ပထမဆုံးမအလာဟာအာဆီယံတပ်ဖွဲ့ကိုအများကြီးမျှော်လင့်ထားခဲ့ပါတယ်။သူနှင့်အတူလိုက်ဖို့နိုင်ငံသားရေးဝန်ကြီးနှင့်ဆာယာဖာညွန်ကျုပ်တို့ကိုညွှန်ကြားထားခဲ့ပါတယ်။မျှော်လင့်ချက်က ဒေါ်နယ်ထရန့်နဲ့တွေ့ရင်သူရွေးကောက်ပွဲအကြောင်းရှင်းပြနိုင်လိမ့်မယ်ပြီးရင်ဘိန်းစီပြကြားဖြန့်ကိစ္စတွေဟာသူနဲ့မဆိုင်ပဲ WAEE, TNL, KNU တို့ကိုထိုးကျွေးနိုင်လိမ့်မယ်လို့မျှော်လင့်ထားခဲ့တာပါ ဒေါ်နယ်ထရန့်ကမှန်းမမရတာအမြောက်ကြိုက်တာတွေကသူ့အတွက်အားသာချက်လို့မှန်းထားပုံပဲဒေါ်နယ်ထရန့်တက်ပြီးဗီဇာတက်တန်းလို့မြန်မာတွေကိုပြန်ဖို့ကိုမြန်မာတန်ယုံကိုဆက်သွယ်ရမှာရခိုင်မူဝါဒမဟုတ်ပဲနှီးနှီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ဖို့မအားလာကနိုင်ငံသားကြီးကတဆင့်ညွှန်ကြားခဲ့ပါတယ်ရခိုင်အစိုးရတွေလက်ထက်ကပြန်လည်မခံတာမြန်မာနိုင်ငံသားဖြစ်ကြောင်းပြခိုင်းတာစားတဲ့ဂျိုးနီစနစ်များစွာထားခဲ့ပါတယ်ဒါကဒေါ်နယ်ထရန့်ကိုဖားတာပါ ဟိုခွန်ကိစ္စစာဖို့ချိန်မှာလေဒေါ်နယ်ထရန့်ကိုဗလိုင်းကြီးထဖားတာအားလုံးသတိထားမိမှာပါ။ဒါပေမဲ့ဒေါ်နယ်ထရန့်ကတက်လာချိန်မှာမူရစ်နှိမ်နေမယ်လို့တွေးကြပြီးနေဆက်ပိတ်တာတရုတ်ကိုမူရစ်ကိစ္စအကြောင်းပြအခွန်တိုးကောက်တာကိုကိန်းထုတ်သူစရင်မှမြန်မာမပါပေမယ့်မူရစ်စည်းဝါဒုတိယမြောက်ထုတ်သူတွေမှာတော့မြန်မာပါဝင်နေပါတယ် ဒါဆိုရင်ဒေါ်နယ်ထရန့်နဲ့ဘိုင်ဒင်ဘာကွာလို့ဒေါ်နယ်ထရန့်ကိုပြင်ဆင်နေရပါလေ။ဘိုင်ဒင်အစိုးရက NUG နဲ့တပ်ပုံတွဲရိုက်တာကလွဲလို့ဒုက္ခသည်လက်ခံတာကလွဲလို့ဘာမှထိထိရောက်ရောက်မကူညီတာမအားလာတည်ပါရယ်။တပ်ပုံကြောင့်တရုတ်အထင်မှားတာသာအဖက်တင်ပါရယ်။ဒုက္ခသည်ဝင်ကွန့်ပေးတာကဘိုင်ဒင်လက်ထက်မှာနေဆက်ကဖျက်ဝင်ကွန့်ပေးတာကတန်းချီလို့မြန်မာရာခိုင်နှုန်းလောက်ကစာမဖွဲလောက်ပါ။ဒေါ်နယ်ထရန့်အဖွဲကတပ်ပုံမရိုက်လို့ NUG အထွတ်အားငယ်စေရလို့ထင်စရာရှိပါရယ်။ဒါပေမဲ့အီရန်ကိုဗလိုင်းကြီးဖုံးသွားကျဲပြခဲ့တာက ခုလမပါပဲသူလုံးချင်ရလုံမယ်ဆိုတာကိုပထမပြလိုက်တာပါသူစတက်ခါစားမှဗနီဇွဲလာကအာနာရှင်မရူထိုနဲ့စကားပြောပြီးသူ့နိုင်ငံသားကိုလွှတ်ခိုင်းခဲ့ပါတယ်လွှတ်ပေးပြီးမှမဒူရိုကိုမူရင်မှုနဲ့ဖန်ဝရန်ထုတ်ခံရသူဗနီဇွဲလာကအိုးကိန်းတွေအများကြီးထုတ်တယ်ဆိုပြီးသူစစ်တပ်ကိုပို့ထားပါတယ်ဗနီဇွဲလာဟာမြန်မာလိုပဲကမ္ဘာပေါ်မှာကိုကိန်းထုတ်ရမှာနံပါတ်1မဟုတ်ပါဘူး ဒါဆိုဒေါ်နယ်ထရန့်ရည်ရွယ်ချက်ကဘာလဲဗနီဇွဲလာအာဏာရှင်ကြောင့်သူ့တိုင်းပြည်ထဲမှာတက္ကိုးတမျှတွေဝင်နေဆိုပြီးသူ့စိတ်ထဲစွဲနေလို့ဒီကောင်ပြုတ်အောင်နီလန်းပေါင်းစုံတုံးနေပုံမှာမဒူရိုကို ICC ကြောက်လာဒေါ်နယ်ထရန့်ကလာဖမ်းမှာဖြုတ်မှာကိုကြောက်လာဆိုရင်ဒေါ်နယ်ထရန့်လာဖမ်းဖို့ကပိုနီးဆက်ပါတယ်ဒါကြောင့်မအာလာဟာဒေါ်နယ်ထရန့်ရဲ့အဆင်ပြေအောင်သူဌာနအားလုံးကိုညွှန်ကြားထားသလိုလော်ဘီတွေကိုလည်းဘိန်းစေးပြားဈာဖြန့်ကိစ္စမှာတခြားအဖွဲ့တွေကိုထိုးချဖို့စူးစမ်းနေတာပါ ဒါဆိုရင်အမေရိကန်ကမအားလာကိုဗနီဇွဲလာလို့ကြက်မှာလားမြန်မာဟာအမေရိကန်နဲ့ဝေးလို့လောက်ရတာခံပါပါတရုတ်ကလည်းအင်းကြီးချင်းမှုလို့ပို့ခံပါပါဒါပေမဲ့ယခုရက်ပိုင်းတရုတ်မီဒီယာတွေကအဖမ်းခံထားရတဲ့ကိုကန့်ကြားဖြန့်ခေါင်းဆောင်တွေရဲ့အင်တာဗျူးကိုဖော်ပြနေပြီးထိုသူတွေကမအားလာတက်နဲ့ကြံဖော့ပါတီကကြားဖြန့်မှာပါဝင်ပတ်သက်နေတာကိုထပ်ခါထပ်ခါပြောနေတာပါ တရုတ်ပြည်မှာလွတ်လပ်တဲ့သတင်းမီဒီယာမရှိဘဲအစိုးရကပြောခွင့်ပေးမှပြောရတာပါ။ယခုလည်းအမေရိကန်ကကြားဖြန့်ကိစ္စအဖွဲ့ဖွဲ့ပြီးဆလာတာကိုမအားလာကအသိကြောင်းနေပါဗျ။အမေရိကန်ကသူကိုယ်တိုင်မဝင်ဘဲတရုတ်လိုအခြားလက်နက်ကင်ကိုမြောက်ပေးရင်သူ့ကွဲမှာပါ။ ။ဒါကြောင့်စောချစ်သူနဲ့အခြား DKBA VGF တွေကိုအမေရိကန်ကဖမ်းဝရမ်းထုတ်ရင်ဖမ်းပေးနိုင်အောင် ပြင်ဆင်ထားဖို့မနေ့ကညွှန်ကြားလိုက်ပါတယ်။ဒေချာတာကအမေရိကန်ကဘိန်းကိစ္စမှာမြန်မာကိုမပြောသေးပေမယ့်ကြားဖြန့်ကိစ္စနဲ့ဆက်လောင်နေတယ်လို့တရုတ်ကလည်းမအလာတန်နဲ့ကြံ့ဖို့ပါတယ်ဆိုတဲ့ထွက်ဆိုချက်ကိုသူတို့ DB ကနေထုတ်လွှင့်နေပါတယ်။ဒါကိုလည်းမအလာထန်ဆရာဖကဘာသာပြန်ပြီးတင်ပြထားပါတယ်။ ဒါတွေကကိုကန့်လိုဖိအားတွေဖြစ်လာမှာအစော်ခံရမှာကို ICC ထက်နေပြီးတော့မှာပိုကြောက်နေပါတယ်။ဒေါ်နယ်ထရန့်ကမှန်မရလို့ဗနီဇွဲလားကိုစော်ရင်တော့စော်ချစ်သူအဖမ်းခံရဖို့များမှာပါ။အားလုံးကမိမိတက်ကိုအင်အားကောင်းအောင်လုပ်ပြီး2029လို့အခွင့်အရေးပေါ်လာရင်ဝင်ရင်းနိုင်အောင် PDF ကိုထောက်ပံ့တာစီးပွားရေးအမြင်ရှိသူက STB မှာရှယ်ယာဝင်ပြီးထောက်ပံ့ကြပါ။ရွေးကောက်ပွဲထက်အဘရင်ခုံရမှာကဗနီဇွဲလားနဲ့ချစ်သူလေးကိစ္စပါလို့ပြောပါရစေ။